ရခိုင်ပြည်မောင်နှုံမြို့နယ်မြောက်ပိုင်းမှာရှစ်ရက်အတွင်းအာစာအကျန်းဖက်အဖွဲ့ဝင်၄၀ကျော်ကိုအာရခတက်တော်ကရှင်းလင်းနိုင်ခဲ့ပြီး၁၀ကျော်ကိုဖမ်းဆီးရမိထားတယ်လို့သတင်းရင်းမြစ်စီကနေသိရပါဗျ။ဧပြီလ၁ရက်ကနေဒီကနေ့ဧပြီလ၈ရက်အထိအာစာဖွဲ့ဝင်၄၀ကျော်ကိုရှင်းလင်းနိုင်ခဲ့ပြီး၁၀ကျော်ကိုလက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်တယောက်ကပြောပါဗျ။ မောင်တော်မြို့နယ်မြောက်ပိုင်းက အာစာအကြမ်းဖက်အဖွဲ့ကို AA ဖက်ကဧပြီလ၁ရက်နေ့ကစပြီးရှင်းရေးပြုလုပ်နေခဲ့ကြတာဒီနေ့အထိနေရာဆောင်ကအာစာအကြမ်းဖက်တပ်ဖွဲ့ဝင် စုစုပေါင်း၄၀ကျော်ရှင်းလင်းနိုင်ခဲ့ကြတယ်အာစာ၁၀ကျော်ကိုစစ်ကောင်စီ၃လက်နက်တွေနဲ့အတူဖမ်းဆီးနိုင်ခဲ့တယ်လို့သိရတယ်လို့ပြောပါတယ် ဧပြီလ၄ရက်နေ့လယ်ကလည်းမောင်တော်မြို့နယ်လဘာဝရွာပြက်အနီးအာစာဖွဲ့ဝင်တချို့ကိုအေအေကထိတွေ့ရှင်လင်းရာ အာစာအကျန်းဖတ်သမားတယောက်ကိုတနက်နှစ်လက်လက်နက်ခဲရန်အချို့နဲ့အတူအတေဖမ်းမိခဲ့တယ်လို့သိရပါဗျ။ မောင်တော်မြို့နယ်မြောက်ပိုင်းမှာအာစာအကျန်းဖက်အဖွဲ့ကခက်စိတ်စိတ်လှုပ်ရှားလာနေပြီးအပြစ်မဲ့အရတားပြည်သူတွေအပါအဝင်အေအေတပ်ဖွဲ့ဝင်တွေကိုပါခြုံကိုတိုက်ခိုက်လာနေတဲ့အတွက်အေအေကအခုလိုလိုက်လံရှင်းလင်းရေးလုပ်နေရတာဖြစ်တယ်လို့သိရပါဗျ။